along me. မင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မန်တိုဒီပိုဒီပိုရဲ့ဖော်ပြချက်အရာဆိုရင်တော့ဘာစီလိုနာသင်းရဲ့အကစားဒါရိုက်တာဖြစ်တဲ့ဗောလေဒီကုတ်အနေနဲ့ကျွန်တော်အက်သလက်တစ်ပြည်ပကိုအသေးရဲ့တောက်မှကစားသမားဖြစ်တဲ့နီကိုဝီလျံခေါ်ယူဖို့ဂျိုးပန်းသွားမှာမဟုတ်ဘူးဆိုပြီးတော့မှဖော်ပြထားတယ်အဓိကတော့ကစားသမားကိုကျွန်တော်တို့ဒါကလပ်သင်းတွေကခေါ်မယ်ဆိုရင်စာချုပ်ဖြတ်သိမ်းချက်ကယူရိုတန်း60ကျော်ပဲရှိတဲ့အနေထားဟာကျွန်တော်မများတဲ့ပမာဏဖြစ်တယ်ကစားသမားရဲ့ quality ကလည်းကျွန်တော်တို့ဒါကလပ်သင်းတွေ ုင်းကလိုချင်တဲ့အနေအထားမျိုးလည်းဖြစ်တယ်ခတ်တာကကျွန်တော်တို့ဒါနီကိုဝီလျံရဲ့တပတ်လောက်ခလစာပေါ့လေဒါကျွန်တော်ပေါင်၄သိန်းလောက်ထိလိုချင်တဲ့အနေအထားမှာပါစီလိုနာအသင်းနေနဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ဒါနီကိုဝီလျံကိုခေါ်ယူဖို့ဂျူပန်သွားမှာမဟုတ်ဘူးဆိုပြီးတော့မှဒီကိုကဆိုထားတယ်ဒါပြင်ကျွန်တော်ပရီးမီးယားလိဂ်ကလပ်အသင်းနေဖြစ်တဲ့ Chelsea Arsenal အသင်းနဲ့တခြားသောဥရောပအသင်းတွေကလည်း နီကိုဝီလီယာရဲ့အစာချုပ်ဖျက်သိမ်းခြင်းမများပေမဲ့လို့ကျွန်တော်တို့ဒါတပတ်လောက်ခလာစာမြင်မာတဲ့အခြေအနေကြောင့်မို့လို့ခေါ်ယူသွားဖို့ကြိုးပမ်းသွားမယ်အနေထားမရှိဘူးဆိုပြီးတော့မှကျွန်တော်တို့မန်တိုဒီပိုဒီပိုကဖော်ပြထားတယ်ထော်ရီယန်ဟော့စ်ပါတင်ကတော့မကြခင်ရပိုင်းအတွင်းကပဲကျွန်တော်တို့ကလပ်သေးရဲ့နီးပြဖြစ်တဲ့အမ်ပိုစီကိုဂလူးကိုထုတ်ပယ်ပြီးတဲ့နောက်ပိုင်းမှာဒါလက်ရှိပေါ့လေနီးပြ option တွေကိုတောက်လျှောက်ရှာဖွေနေပြီးတော့မှလက်ရှိ ဒါကျွန်တော်ဘရန်ဖို့အတေးရဲ့နေပြဖြစ်တဲ့ Thomas France ကိုခေါ်ယူဖို့ဒါကျွန်တော်တို့ဒါအဂရစ်မတ်အလုံးစုံရပြီးပြီဆိုပြီးတော့ Favizio တို့မှာတော့ကဖော်ပြထားတယ်ဆိုတော့ဟိုဒါ Toria Hotspot နေနေကတော့အာကျွန်တော် Thomas France ကိုဒီခေါ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါဘရန်ဖို့အတင်းကိုစာချုပ်ဖြတ်တင်ချင်ယူရိုဆယ်တန်ပေးချေသွားမယ်အနေထားရှိပြီးတော့မှ Toria Hotspot ကပေးချေသွားမှာဖြစ်ပြီးတော့မှနေပြကို၃နှစ်တန်းရှိတဲ့စာချုပ်နဲ့ချုပ်ဆိုသွားပွဲရှိတယ်ဆိုပြီးဖော်ပြထားတယ်မန်ချက်စတာစီးတီးတင်းကတော့ Chelsea တင်းရဲ့တတိယဦးစားပေးဂိုးသမားဖြစ် တဲ့ပေါ့လေကျွန်တော်တို့ mask ကိုအာခေါ်ယူဖို့အလုံးစုံ agreement ရခဲ့ပြီဆိုပြီးတော့မှကျွန်တော်တို့ဒါ daily expect ကဖော်ပြထားတယ်မကုကိုတိုင်းက Chelsea အတွက်မှာကျွန်တော်တို့ဒါပွဲထွက်ခွင့်မရတဲ့အနေအထားကြောင့်မလို့အာကျွန်တော်ဒီလိုရစီမှာ club အသင်းတစ်သင်းကိုပြောင်းရွှေ့မဲ့အနေအထားရှိနေတဲ့အနေအထားမှာလက်ရှိမှာတော့ဒါ Manchester City အသင်းကဒီကစားသမားကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပြီးတော့မှကျွန်တော်တို့ဒါဒီမကုကတော့ပေါ့လေဒါ Chelsea အသင်းအနေနဲ့ဒါ18ရက်နေ့မှာကစားမယ် club world cup ပြိုင်ပွဲမှာတိုင်ခင်မှာပဲ Chelsea အသင်းကနေထွက်ခွာပြီးတော့မှ Manchester City အသင်းကိုတရားဝင်ပူးပေါင်းသွားတော့မယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင်ကျွန်တော် Manchester City အသင်းကတော့ Ubanda ရဲ့လက်ပတ်ကစားသမားဖြစ်တဲ့ Nolito ကိုဒီကနေ့မှာပဲအာကျွန်တော်တရားဝင်ခွင့်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှ Club အသင်းဘက်ကဖော်ပြထားတယ်။ Nolito ကိုတော့ဒါကျွန်တော် Manchester City အသင်းကပြောင်းရွှေ့ခြင်းနဲ့ Euro 38တန်း Ubanda အသင်းကိုပေးချေခဲ့တာဖြစ်ပြီးတော့မှကစားသမားကို9နှစ်တက်တန်းရှိတဲ့စာချုပ်နဲ့ City အသင်းဘက်ကခွင့်ယူနိုင်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားတယ်။ Chelsea အသင်းကတော့ဒါကျွန်တော်တို့ကလ လတ်တင်းရဲ့ပေါ်လေမိဖက်ကလတ်တင်းဖြစ်တဲ့ပြင်သစ်ကလတ်စထရာဘောအတင်းရဲ့ကျွန်တော်တို့ဒါလူငယ်နောက်ခံကစားသမားဖြစ်တဲ့မာရူစာကိုခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှကလတ်တင်းကကျွန်တော်ဖော်ပြထားတယ်ဆိုတော့ဒီလူငယ်ကစားသမားကိုတော့ချယ်ဆီအတင်းကကလတ်ဝါကပ်အတွက်ပေါ်လေကျွန်တော် register တည်သွားမှဖြစ်ပြီးတော့မှ ကစားသမားကိုကလပ်ဝါကတ်ရဲ့ပြိုင်ပွဲတွေမှာပါဝင်ကစားစီမှာဖြစ်ပြီးတော့မှဒီပြိုင်ပွဲပြီးတာနဲ့ကလပ်အသင်းမှာဆက်ထားမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့အဲကစားသမားရဲ့လိုအပ်ချက်ရှိသေးရင်အငားချသွားမယ်ဆိုတော့ဆုံးဖြတ်ချက်မျိုးကိုချက်စီအသင်းဘက်ကချမှတ်သွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်ဗောလေအာဆင်နယ်အသင်းကတော့ yes ဆိုစီတဲ့တည်းရဲ့စပိန်ကွေးလေကစားသမားဖြစ်တဲ့မာတင်ဇူဝါမာရီကိုခေါ်ယူဖို့ကစားသမားနဲ့ရောလက်ရှိအခြေအနေကအလုံးစုံအဂူရစ်မရခဲ့ပြီဆိုပြီးဖော်ပြထားတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒါလာပိုင်းတွေက ကစားသမားကဒီအာဆင်နယ်အသင်းစီပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေတက်နေတယ်။နားလည်မှုလည်းရပြီးပြီအခြေအနေရှိတဲ့အနေအထားမှာလက်ရှိမှာတော့ဇူဝမန်ဒီကအာဆင်နယ်အသင်းကိုပြောင်းရွှေ့သွားမှာဖြစ်ပြီးတော့မှကလပ်နဲ့အသင်းချားမှာလည်းအာကျွန်တော်ပြောင်းရွှေ့ခြင်းဆိုင်ရာကိစ္စတွေလည်းအလုံးပြီးမြောက်ခဲ့ပြီဆိုပြီးသိရတယ်။လက်ရှိမှာတော့အာဆင်နယ်အသင်းကကျွန်တော်မာတင်ဇူဝမန်ဒီကိုပြောင်းရွှေ့ခြင်းနဲ့ယူရို65တန်ပေးချေရမယ်ဆိုပြီးတော့လည်းသိရတယ်ဗောလေ။ဒီမှာမှာတော့ Sporting Lisbon အသင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ ဒါကျတော့ Ferrari Rocaras ကတော့သူ့ရဲ့ Instagram ကနေကျွန်တော်တို့ဒါ Sporting Lisbon အသင်းနဲ့ပတ်သက်တဲ့အာကျွန်တော်အနေထားတွေအကုန်လုံးကိုဖျောက်ချခဲ့ပြီဆိုပြီးသိရတယ်အဓိကတော့ကျော်ကစားသမားကဒါဥရောပကလပ်အသင်းသင်းနဲ့အာ agreement ရသွားတဲ့အနေထားမျိုးဖြစ်နေတာဖြစ်ပြီးတော့မှလက်ရှိမှာတော့ဒါ Premier League ကလပ်အသင်းနဲ့ဖြစ်တဲ့ Chelsea တဖက်ကအာဆင်နယ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းပါဝင်ဥရောပအသင်းတွေကတောင်းလျှောက်လိုက်နေတယ်။တိုက်စစ်ကစားသမားလည်းဖြစ်တယ်။လက်ရှိမှာတော့ဒီကစားသမားကဒါ Sporting Lisbon အသင်းနဲ့ပတ်သက်တဲ့ဒီပေါ့လေကျွန်တော်တို့အနေထားတွေအားလုံးကိုဖျက်ချသွားတဲ့အတွက်ဖျက်ချသွားတဲ့အတွက်ကျွန်တော်တို့ကကလပ်သင်းတသင်းစီကိုမကြခင် ပြောင်းရွှေ့သွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့ Fabio Romano ကတုံ့သက်ထားတယ်ပေါ့လေ။ဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။